ဆရာ average atomic mass ဆိုတာပါလေဆရာဟုတ်ပြီအာအင်းဆိုအဲ့ဒီမှာပါတဲ့စကားလုံးကိုခွဲခြားစိပြပြီးတော့မှရှင်းပြပေးမယ်နော်အဲ့ဒီမှာပါဝင်တဲ့ mass ဆိုတာကတွတ်ထူရဲ့ပါဝင်မှု ပမာဏကိုပြောတာပါ gram kilogram ဆိုတဲ့ unit နဲ့ပေါ်ပြတာပေါ့သူတို့အခုပြောမဲ့ mass က atom တစ်လုံးရဲ့ mass ဖြစ်တယ်ဆိုတော့အင်းနဲ့သေးလွန်းတယ်ပေါ့ဘယ်လောက်သေးလဲဆိုတော့ atom တစ်လုံးရဲ့ mass တဲ့ unit ဆိုတာက1.661 newton per meter 27 kilogram ပဲရှိရဆိုတော့ အင်းနေလို့နေပေါ့ဒီတော့ unit ကို AMU ဆိုတဲ့ unit နဲ့ပေါ်ပြတာပေါ့နော်အော်အဲပြီးတော့ AMU ကျတော့ဘာလဲအာ AMU ကျတော့တူတူခြားရတော့မဟုတ်ပါဘူး AMU ဆိုတာဘာလဲဆိုတော့ AMU ဆိုတာအဲ့ရဲ့တွတ်ထုပမာဏ the unit ဆိုတဲ့အသိပဲပေါ့ atomic mass unit အဲ့တော့ကောက်ရတာဖြစ်ပါတယ် AMU ပေါ့အဲ့မှာ average ဆိုတဲ့စကားလုံးကဘာလို့ပါလာလဲဆရာ Okay ဒီလိုပါဘာလို့လဲဆိုတော့ element တွေဟာတဘဝမှာရှိနေတဲ့ခံမှာသူ့ရဲ့မတူညီတဲ့မူကွဲတွေနဲ့ရောထွေးပြီးရှိနေကြပါဒီမူကွဲလေးကိုကျွန်တော်တို့အိုင်ဆိုတော့လို့ခေါ်ပါအာအိုင်ဆိုတော့ပုံမှန်လေးအောင်ပြောမယ်ဆိုရင်ဘုံကုမ္ပဏီတစ်ခုမှာမတူညီတဲ့ဘာရှင်းရှိတယ်လို့ပေါ့ dressing တစ်ခုမှာလည်းမတူညီတဲ့မူကွဲလေးရှိနေပါအဲ့မူကွဲကိုအိုင်ဆိုတော့လို့ပြောတာပေါ့ပုံပြီးတိကျအောင်ပြောရမယ်ဆိုရင်အိုင်ဆိုတော့ဆိုတာကပရိုတွင်ရေတွက်တူပြီး neutron ရေတွက်မတူတဲ့ dressing တွေတနည်းအားဖြင့် atomic number ်သူပြီး mass number မတူတဲ့တွေ့စင်နေပေါ့အဲ့သူညက်ဒီ isotope တွေကရိုးထွေးပြီးတဘောမှာတူတူရှိနေကြတယ်ပြီးတော့ပြင်ဒီ isotope ကလည်းမတူညီတဲ့အလေးချိန်တွေရှိနေကြတယ်တွေ့စင်ရဲ့တွေ့ထူတန်ဖိုးတွေ့တဲ့ခါမှာတမျိုးပဲယူပြီးတော့မှတိကျပုံတည်ယူပြီးတွေ့လို့မရတဲ့အတွက်ကြောင့်လို့တူတူရိုးထွေးရှိနေတဲ့ isotope ဒီအားလုံးပေါင်းတဲ့ပြန်များတွေ့ထူတန်ဖိုးယူပြီးတွေ့ရတာပေါ့အဲကြောင့် atomic mass ရှိမှ average ဆိုတဲ့လုံနဲ့ယူပြီးပြောရတာဖြစ်ပါတယ်